အကျန်းဖတ်စစ်ဘိုလ်ချုပ်တွေကအာနာကိုဆက်လက်စုပ်ကင်ထားနိုင်ရေးအတွက်ကျင်းပတဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်တာကြောင့်ရွေးကောက်ပွဲရလက်ကို ပြတ်သားစွာညှင်းပယ်ပေးဖို့အိန္ဒိယနိုင်ငံတွေအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်ဝန်းကို CRPH ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့2020ရွေးကောက်ပွဲ9နှစ်ပြည့်အထိမ်းအမှတ်ကြီးညာချက်မှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဖော်ပြထားတာဖြစ်ပါတယ်။ 2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ62ခုနဲ့တတိပုဂ္ဂလတွေက ကိုယ်စလဲလောင်းစုစုပေါင်း9639ဦးကဝင်ရောက်ရှင်ပြိုင်အရွေးချေခံခဲ့ရကြောင်းတရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရရဲ့87ရာခိုင်နှုန်းကျော်ကဆန္ဒမဲပေးခဲ့ချပြီးတော့ခိုင်လုံမဲ96ရာခိုင်နှုန်းကျော်ရရှိခဲ့တယ်လို့ CRPH ကဆိုပါတယ်။ဒါအပြင်2020ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရပြီးပြည်သူအများစုရဲ့ဆန္ဒကိုထင်ဟပ်စေခဲ့တဲ့ရွေးကောက်ပွဲဖြစ်ပြည်ရင်းပြည်ပရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေကအတိအမှတ်ပြုခဲ့ကြတယ်လို့ CRPH ကထုတ်ပြန်ခဲ့ပါတယ်။ CRPH ဟာလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကနေတဆင့်လက်တော်တရက်မပေါ်ပေါက်မချင်းတရားဝင်ဆဲဖြစ်တဲ့2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလက်ကိုကင်ဆယ်ပြီးတည်ငြိမ်အေးချမ်းတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့လက်တွဲကဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းထုတ်ပြန်ထားပါဗျ။ပြည်သူ့ရဲ့ဆင်လွှဲအာဏာရအမျိုးသားညီညွတ်ရေးအစိုးရကိုနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးအခက်အခဲအတားအဆီးတွေကြားတဲ့ကပဲရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေဟာလွှတ်တော်တာဝန်တွေတော်လှန်ရေးတာဝန်တွေကိုထမ်းဆောင်နေတယ်လို့လည်းဖော်ပြထားပါဗျ။စစ်တပ်ရဲ့လူမဆန်တဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်ပြည်သူ၃.၆တန်းကျော်နေရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး တန်းပေါင်းများစွာသောပြည်သူတွေဟာအိန္ဒိချင်းနိုင်ငံတွေနဲ့တခြားနိုင်ငံတွေမှာဒုက္ခသည်ဖြစ်ခိုးလုံနေကြရတယ်လို့ဆိုပါတယ်။တရားဥပဒေစိုးမိုးမှုမရှိတဲ့အပြင်အွန်လိုင်းလိမ်လည်မှုတွေလူမောင်ခိုကူးမှုတွေမူရစေဝါကုံတွေဖြန့်ဝေမှုတွေအစမတန်ကြီးထွားလာခြင်းတွေကြောင့်မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးကိုသာမကဒေတာတွင်းနဲ့နိုင်ငံတကာရဲ့လုံခြုံရေးတည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုဆိုးရွားစွာချိမ့်ချောက်နေတယ်လို့လဲ CRPH ကဖော်ပြပါဗျာ။ ဒီချိန်နေမှာစစ်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအတုအယောင်ရွေးကောက်ပွဲဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီးလက်ရှိဖြစ်ပွားနေတဲ့ပြည်ပခါကိုပုံမဆိုးဝါးစီမှာဖြစ်တယ်လို့လဲဆိုထားပါတယ်။ဒါကြောင့်ဆိုးရွားတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေရဲ့အတွက်စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာပုံမအလန့်ကွာဝင်းနေဦးမှာဖြစ်တယ်လို့လဲ CRPH ကထုတ်ပြန်ထားပါတယ်။